တက်ကနွားနေဟနီကို Camon 40 series AI partner Gibbox လေးဟနီပို့ပေးလိုက်တယ်။ဆိုတော့တက်ကနွားနေအစ်စ်ထွက်လာတဲ့ဖုန်းလေးလည်းပါတယ်ပေါ့နော်။ဆိုတော့ဘာတွေပါမလဲကြည့်ကြည့်လိုက်အောင်။ Oh, you are invited. ဆိုတော့မိတ်ဆက်ပွဲကို Techno 40 series ရဲ့ launch event ဟော launch event ဟန်ဒီကိုဖိတ်တာဖြစ်ပါတယ်ဆိုတော့အာဒီနေ့ပေါ့နော် Wine Grand Hotel မှာသွားရမှာဖြစ်ပါတယ်ဟန်ဒီနဲ့အတူတူပွဲကိုသွားရအောင်ကဲဘာလက်ဆောင်လေးပါမလဲအင်ဂျီလေးအာ wow thank you very much honey bee နောက်ကနေ honey bee နာမည်လေးထိုးပေးထားတယ်လုံးဝ customize ပြည့်စုံတယ်မာရဲတက္ကနိုအင်းကြီးအသားလေးကတော်တော်လေးကောင်းတယ်ပေါ့မိုးရည်အတွက်ဆိုလုံးဝကွက်တည်တယ်ကဲနောက်ဆုံးကတော့ Techno Come on 40 Pro ဖုန်းအစ်စ်လေးဖြစ်ပါတယ်ဟန်နီနဲ့တူတူ unbox ကြည့်လိုက်ရအောင်အဲဖုန်းလေးချစ်စရာဒီ Come on 40 Pro 50 megapixel media tight helio ကြီး 100 Archimedes processor okay curve amoled display သူကအမြဲတမ်း curve display ကိုတုံးနေပေါ့နော်ဇိုင်းလေးကိုအတူတူကြီးကြီးလိုက်ရအောင် wow သူကတူတုံး mist color လေးလုတ်ပေးထားတာပြီးတော့ပပပြပြလေး wow my dear အယောင်ကလည်းလေအဲ့လိုဒကြံကာလာပုံစံမျိုးပါအခုကဒကြံရောက်တော့မှာဆိုတော့လောက crazy ကာလာပုံစံမျိုး gaming vibe အပြည့်ဝအပြည့်ရတယ်ပေါ့နော်ပြီးရင်လောက fashion စံတယ်ပြီးရင် customize လုပ်ထားသူကိုခံစားရတယ်။အဲ့ဒီအကြိုက်ဆုံးကတော့ဒီဘက်ဘေးမှာအာဒီလို camera band ကိုနဲ့ထူပြီးတော့ခါကြတော့လုပ်ပေးထားတာပေါ့နော်အယောင်နှစ်ယောင်ရွေးဆက်ထားတဲ့ပုံစံမျိုးလေးလုံးဝ customize ပြီးလို့ရှိရင်အနောက်မှာ camera band ပေါ်မှာအနီအောင်လေးထည့်ပေးထားတယ်ပြီးတော့လုံးဝအိုး display က half display ကိုကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒါလေးအားတော်တော်လေးကိုအဆင်ပြေလိမ့်မယ်ပြီးတော့တို့ highlight လုပ်ထား Techno AI Techno ရဲ့တေချာလုပ်ထားတဲ့ AI ဒီပုံမှာပါမယ်ပေါ့နော်အဲ့ဒါလည်းအရင် first impression မှာပြောပြသွားမယ်အဲ့တော့ဒီထဲမှာပါပြီးပါအောင်မယ်အော် cover ပါတယ် oh wow ဝမ်ကဘာရမ်းလိုက်တာပဲ ကနိုမှာအရင်ကြိုက်တာလေတခြား brand တွေလိုကပါအကြီးထည့်ပေးထားတာမို့သူကလုံးဝကိုဒီဖုန်းကိုမထိခိုက်အောင်ပြီးလို့ရှိရင်ဒီဖုန်းရဲ့ design ကိုပေါ်ပေါ်လွင်အောင်တိတ်တိတ်ချာချာကိုထည့်ပေးထားတာ အော်ပြီးတော့ curve display တွေ့ပေါ့နော်တေချာလုပ်ပေးထားတဲ့ဟာအော်ဒီကပါလေးကိုအရင်ကြိုက်နေပြီလုံးဝအမာသားလုံးဝအကြမ်းခံမှာအဲ့လိုပုံစံမျိုးလုပ်ပေးထားတယ်ဟမ် Okay ဒီမှာအတင်းကျပါတယ် ။အော်အတင်းကောင်း sorry ။ဖြောအတင်းကျ45 watt ကိုထည့်ပေးထားတယ်ပေါ့နော်။ဆိုတော့ဟာနီဈေးနှုန်းဘယ်လောက်လဲဆိုတာဟာနီမသိရသေးဘူး။ first impression မှာဒီဖုန်းလေးရဲ့ highlight လေးတွေနဲ့သူ့ရဲ့ဈေးလုံးလေးနဲ့အတူတူပြန်လာခဲ့ပါမယ်။အခုကြည့်နေတဲ့သူတို့ဒီ unboxing မှာဒီဖုန်းလေးကိုဘယ်လိုထင်လဲဟာနီကို comment အောင်မပြောပေးသားအောင်။အားလုံးပဲတက်တာ။